စီဒီခွေလေးနဲ့ဒီခွေနဲ့ဆိုတနှစ်ခွဲလောက်တော့ကြာသွားပါတယ်ညီမလည်းကြာရဲမှာပေါ့နော်ကိုဟါကိုပြင်းနေရလဲပါတယ်အမှန်တိုင်းဝင်ခိုင်းရရင်တော့ပြီးတော့ခရီးတွေထွက်ဖြစ်နေတာရောနောက်ပြီးတော့အချိန်ယူပြီးရိုက်ကူးရတာရောပေါ့နော်အဲ့တော့ကိုဟါဟိုနည်းနည်းလေးတော့ကြာသွားတာပေါ့နော်ဒါပေမဲ့ကြာသွားတာနဲ့တန်အောင်လို့တော့အင်ချင်အများကြီးတော့အကောင်းဆုံးစူးစမ်းထားပါတယ်အင်ချင်အခွေတိုက်တယ်ကိုလူစိတ်မစားသေးကြနဲ့ပြီးတော့လူတွေပြောစမှဖြစ်တဲ့အရာတခုဖြစ်စေကြတယ်အဲ့တော့ကြောင့်စဉ်းစားရတယ်အမှတ်တမှန်အင်ချင်ဂျာနယ်တခုဖတ်တယ်အဲ့ခါမှာဂျာနယ်တိုင်းမှာအနုပညာရှင်တွေအားလုံးမေးထားတဲ့မေးခွန်းကတခုတည်းပဲနောက်ဆုံးမှာအခြေအနေလေးပြောပါအောင် ခြေရေးလေးပြောပါအောင်အခြေရေးလေးရောအဲ့ဒါအနုပညာရှင်တိုင်းကိုမေးထားတယ်သုံးတော်လည်းပဲအဖြေရလားဆိုတော့အဲ့မီဒီယာတွေဘယ်တော့မှအဖြေမရခဲ့ကြအောင်အင်းချာအဲ့ဂျာနယ်ထဲမှာဖတ်ရတဲ့စကလုံးလေးတွေကိုအင်းချာကကူးရေးလိုက်တယ်သမီးကငယ်ပါသေးတယ်မမေ့နားမှာပဲနေချင်တာအဲ့အမျိုးလေးတွေဖြေကြလို့တော့အဲ့မေအဲ့စကလုံးလေးတွေအင်းချာကူးလိုက်ပြီးတော့အင်းချာအချင်းတစ်ပုတ်အနေနဲ့ဖန်တီးလိုက်တယ်ဖန်တီးပြီးတော့နောက်ဆုံးမှမှအင်းချီရဲ့အခြေရောဆိုမေးတဲ့အချိန်မှာအင်းချီအခြေရောလုံးဝကိုပြောတာဆိုပြီးတော့အင်းချီအဆုံးသတ်လိုက်တာပေါ့ဟိုရိုက်တော့လဲအဲ့လိုပုံစံလေးပဲရိုက်ထားတာပါ 2ပုတ်ပါပါတယ်ဒါပေမဲ့ဟိုပေါ့ဟို73ပုတ်ဖြစ်သွားမယ်ပေါ့တပုတ်ကတော့ဒီချစ်ချင်းကိုမခွဲပါနဲ့ဟိုပဲ MTV version နဲ့ Karaoke version နဲ့ပေါ့နော်ဟိုဇလန်းတို့ short story version sorry short story version နဲ့အာ Karaoke version ပေါ့နော်နှစ်ခုနှစ်ခုရှိမှာပေါ့ short story လေးကတော့စကားပြောတွေပါမယ်ဇလန်းတွဲလေးပေါ့15မိနစ်ကြာတယ်အဲ့ဒါလေးကတော့ဟိုကျန်တော့တော့ချင်းညာဒီတိုင်းပါပဲဟုတ်အင်ချီကလေအများကြီးပေါ့နော်အင်ချီဒီအခွေလေးမှာအင်ချီတက်နိုင်တယ်လားငွေအားလူအားအင်ချီစိုက်ထုတ်ထားပါတယ်အဲ့တော့အင်ချီမှာအားနည်းချက်တွေလည်းအများကြီးရှိပါတယ်အင်ချီဟိုတူတူတပားလို့ပေါ့နော်အများကြီး အရန်ကြီးအကောင်းစားကြီးတော့အင်ချင်မရိုက်ကူးနိုင်ပါဘူးပွင့်လင်းဆုံးပြောရလို့ရှိရင်အဲ့တော့အင်ချင်တက်နိုင်တဲ့ဆွမ်းအားလေးနဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ဟိုလိုအပ်တာတွေရှိလို့ရှိရင်ပေါ့နော်အများထက်အင်ချင်ရဲ့အခွေလေးကအကယ်၍ရိုက်ကူးတင်ဆက်မှုမှာများဟိုရော့ကြနေတာမျိုးရှိလို့ရှိရင်လည်းခွင့်လွှတ်ပေးပါလို့ဒီနေ့ကနေပြောချင်တာပါဟုတ် ရဒီပွဲမှာလာဆိုပြစ်တာကတော့အဓိကသူနဲ့ကလည်းအဲ့လိုခင်လဲခင်တယ်လေသူကသူ့ပြင်းလေးလေးကြိုက်တယ်အဲ့အတွက်ကြောင့်မလားဆိုပြစ်တာပါနောက်ပိုင်းကတော့ကျွန်တော်အခွေအတွက်ဆိုတော့လည်းကျွန်တော်အခုတတိယခွေလုံးနေအဲ့ကြောင့်အများဆုံးထောက်နိုင်အောင်ကြိုးစားနေပါ ဲ့ဗျာအင်းကျအခြေခင်းမင်းကိုဖြင်းလိဖြင်းတာမရှိပါဘူးဘာလို့လဲဆိုတော့လူငယ်ဖြစ်နေတဲ့ကြောင့်မို့လို့စိတ်ကမတည်ငြိမ်ဘူးလေအမျိုးမျိုးဖြစ်နေတာကိုအမျိုးမျိုးတင်ပြနေပြိတ္တတွေမျက်စိလဲနေပါပေါ့နော်အဲ့ဒါကြောင့်မို့လို့